ကဲမင်္ဂလာပါမျိုးတို့ရေဒီနေ့လည်းမအောင်ဘူးเนาะကဲဟိုကျွန်တော်ဒီကနေ့မီးရလည်းမလာတဲ့အတွက်ကျွန်တော်မီးအားလေးကနည်းနည်းလေးပဲရှိတော့တယ်မကြခင်မီးရမှိတ်သွားနိုင်တဲ့အတွက်ကျွန်တော်စကားထွေးထူးမပြောတော့ဘူး20ကိုပဲကျွန်တော်တွက်ပြမယ်เนาะအဲနောက်တစ်ခုကျွန်တော်ဝင်းသားစရာပြောချင်တာတော့တလုံးနဲ့ပတ်သီးသမားတွေเนาะတလုံးနဲ့တလုံးနဲ့ဇာတို့ပတ်သီးသမားတွေတော်တော်အောင်နိုင်တဲ့20လေးတနည်းကိုကျွန်တော်စနေနေ့မှာတွက်ပြမယ်အခုတော့တွက်ပြလို့မရတော့ကျွန်တော်ရှာတွေ့တဲ့အချိန်မှာခတ်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တွက်မပြတော့ဘူးเนาะအဲနောက်စနေနေ့မှာကျွန်တော်တွက်ပြမယ်เนาะနောက်တစ်ပတ်အတွက်ပေါ့ဟုတ်လား ကဲတော့ကျွန်တော်ဒီကနေ့20လေးနဲ့ပဲစမယ်ဗျာ20နဲ့စမယ်ဆိုခွန်936ကစမယ်ခွန်936ခွန်9မြင်ရပါနော်36မြည့်တော်တော်အားနေနေခွန်936ပြီးတော့တုံညာခွန်68 68ခွန်လေး395ခွန်လေး395ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင် ဒီ6ရက်ဒီ9ရက်ပေါင်း1ပါတဲ့နော်1ရက်နှစ်ခတ်ဒီ8 8ရက်ပါပါဒီ3 1 8 3ဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့နော်မင်းကကျွန်တော်တို့အောင်လာဆိုလို့ကီးပဲရှိရပေါ့နော်ကီးရဘရိတ်ကဲနော်ကျွန်တော်ကျွန်တော်တော့ပြောတော့ပြကြလို့ပါဟုတ်လားအဲ့တော့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့3 3ညတဲ့3 3ညမှာ3တလုံးထိပြီးတော့အောင်ခဲ့ပါတယ်ညနေပိုင်းမှာမထွက်ခဲ့ပါဘူးဗျ အဲ့တော့၃၃ညမှာ၃၃လုံးထိပြီးအောင်ခဲ့ပါတယ်။နဲအပေါ်မီးလေးနည်းနည်းတတိထားကြည့်မှောင်လိုက်ပြော၄၃ည၉၃ညရတယ်၄၃ည၉၃ည၄၃ည၉၃ညပြော30 33 1တိတဲ့33 1တိပြီးသွားတဲ့ခါကျတော့6 6 9 6 9 1ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ညရဲ့ဒီ1ကပေါ့ နှစ်ပါတဲ့နှစ်ရက်နှစ်ခက်က၄၄ရက်ပါပါကိုနှစ်၄ကိုဆိုတော့ဂီသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၄၄၃နဲ့၄၃မှ၄တလုံးထိပြီးအောင်ခဲ့ပါတယ်၁၄တဲ့၁၄မှလည်း၄တလုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျနောက်တစ်ပြင်တော့ပြပါမယ်65 16 65 16 ရှစ်တေကိုလေးတရှိရှစ်လေးတရှိရှစ်လေးဆိုပြီးတော့ဒီလိုမျိုး ကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်ဒီ6ရက်ဒီ4ရက်ပေါ့တုံည၊တုံညရဲ့နှစ်ခက်ကခွန်ခွန်ရဲ့ပါဝါ2၊တုံညခွန်နှစ်ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့။အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ရှင်း၅တဲ့မအောင်ပါဘူး။ ငါးနှစ်တဲ့ငါးနှစ်မှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့နောက်တစ်ခါရှစ်ရှစ်6နှစ်6နှစ်ချစ်လာဟောအင်းမမီမီကိုလှုပ်ပြီးလုံနေရတော့နည်းနည်းခက်သွက်သွက်သွားတယ်လို့နော်နောက်တစ်ခါ၄၃၅၃၃၃တင်း9 6 6ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီနှစ်ကဲဒီ6ကဲပေါင်း8 ရှေ့ရနခကတိတိရဲ့ပါဝါ6 6 6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်အဲ့ဒီမှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့69တဲ့69မှာ6တုံးထိပြီးအောင်ခဲ့ပါတယ်53 53မှာတော့မအောင်ပါဘူးဗျာနော်က6 5 1 5 6 5 1 5ငါ၄၅၆ငါ၄၅၆တိခွန် တခွန်ခွန်လေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကြည့်မယ်ဆိုရင်9ရယ်4ရယ်ပေါင်း9ရယ်နှစ်ခက်က6 6ရယ်ပါပါတိ9 6တိဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့3ည8တမောင်းပါဘူး6 6 6မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့နောက်က၄၄၃ည၃ညတဲ့ 4439 4439ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ39ရဲ့ဒီ4ရဲ့ပေါင်း4၄ရက်နှစ်ခက်က2 2ရက်ပါဝါခွန်4 2ခွန်ကြရကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့2 3 2 3နဲ့2 3မှာ2 3ထိပြီးအောင်ခဲ့ပါတယ်6 9 69တဲ့69မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျနောက်တစ်ခါကျွန်တော်တို့2083 2083 99 69 69 6ခွန်6 9ခွန်4ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ရဲ့ဒီ4ရဲ့ပေါင်းခွန်နဲ့ ခွန်ရဲနှစ်ခက်က၃ည၃ညပါဝါ၅ခွန်၃ည၅ဆိုတဲ့ကီ၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၄၃ည၄၃ညတဲ့၄၃ညမှာ၃ည၃လုံးထိပြီးအောင်ခဲ့ပါတယ်၉၈၉၈တဲ့၉၈မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျနောက်တစ်ပြင်တော့တွက်ပါမယ်နှစ်၄၈နှစ်၄၈6399 6399တဲ့ တိရှိတိတိတိရှိတိဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်အဲ့ဒါကိုတက်မဲ့ဆိုရင်ရှစ်ကဲတိကဲပေါင်းကိုကိုရဲ့နှက်ခက်က6 6ရဲ့ပါဝါတိ6 6တိဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့ကိုလေးတဲ့ကိုလေးမှာကိုတလုံးထိပ်ပြီးတော့အောင်ခဲ့သလိုညက်နေကိုလေးမှာလည်းကိုတလုံးထိပ်ပြီးတော့ညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲအဲ့တော့ကျွန်တော်တို့မနေ့ဘက်ကဗုဒ္ဓဦးနေအတွက်ကိုကျွန်တော်တွက်လိုက်အောင်၄၉ခွန်၄ လေးကိုခွန်လေးနေ363နေ363နေကူနေ3ညနေကို43ညဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ၄ရယ်ဒီ3ညရယ်ပေါ့မောင်လာကြီးမရဘူးမိမိမိလေးနည်းနည်းလေးထပ်တင်ပြီအေးအေးအဲ့ဆလောင်းလေးနဲ့လေဟုတ်ပြီဟာအဲ့လိုမရဘူးအေးအဲ့လိုလေးပဲလေနော်ကျွန်တော်လည်းဒုက္ခခံပြီးရိုက်ပြီးနေတာပါဗျာနော်အဲ့တော့ကျွန်တော်တို့ဒီမှာ နှလုံးပေါင်းတော့၄၄နှစ်ခက်ကနှစ်နှစ်ရဲ့ပါဝါခွန်၄နှစ်ခွန်ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာရတယ်တဲ့နော်။ကြဲအတော့ကျွန်တော်တို့မနေ့ကအတွက်ကီးထိတ်ကလေးနဲ့ကျွန်တော်တို့စဉ်းစားလဲရအောင်နော်။အဲ့တော့မနေ့ကအတွက်ကီးထိတ်ကီးထိတ်က၃ရှိတက်ပါတယ်နော်3 8တက်ကီယိုယိုက ၄နှစ်ခွန်ဖြစ်ပါတယ်တဲ့၄နှစ်ခွန်အဲ့တော့အဲ့ဒီမျိုးပဲကျွန်တော်ကတ်ပြကတ်ပေးမယ်နော်၃၄၃နှစ်၃ခွန်ရှစ်လေးရှစ်နှစ်ရှစ်နှစ်ရှစ်ခွန်တလေးတလေးနှစ်တစ်ခွန်ဆိုပြီးဒီလိုမျိုးရပါတယ်အမီကမိကမလားတဲ့ဒုက္ခကြီးပေါ့နော်မိကတော့ မလာတာနဲ့လာတာမလာတာများပါတယ်နော်အားလုံးနဲ့တနိုင်ငံလုံးလည်းသိပါတယ်နော်ကျွန်တော်တို့ပြောကြရပြီပေါ့ဟာလားပြောပြောရဲမှပြောပြောပေါ့နော်အဲ့တော့ကျွန်တော်တို့ break line break line ကတော့ဒီကနေ့အရန် break ပဲထိပါတယ်နော်အဲ့မှာကျွန်တော်တို့ break line break line ကတော့ break line ကတော့၄6 9တိဖြစ်ပါတယ်တဲ့နော် အဲ့မှာ၄၆ကုတ္တိမှာ၄၆ဒီ main break ဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့၄၆ဆိုတာနဲ့ပတ်သက်လို့ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်လည်းမရှိဘူးဟိုကကုတ္တိဆိုရယ် break နဲ့ပတ်သက်လို့လည်းမရှိဘူးအဲ့တော့ကျွန်တော်တို့ပြောချင်တာကဒီ၃၃ပလဲဒီအောင်ဘလမ်းမရှိဘူးเนาะအဲ့တော့ကျွန်တော်၃၃ပလဲနဲ့ဒီကောင်းနဲ့ဆိုရင်အောင်ဘလမ်းမရှိဘူး၃၃ပလဲတူမယ်ဆိုရင်တူစရာတူလို့မရဘူးเนาะတူတဲ့အကွက်မရှိဘူး အဲကျွန်တော်ဓာလေးကိုပြန်ဖြတ်လိုက်မယ်ဗျာနော်မီးမလာတဲ့အခါကျတော့ကျွန်တော်လည်းအာယုံကတားများတယ်ဗျာမြင်မြန်လေးပြီးကျင်နေတယ်မီးကကျွန်တော်ဒီမှာဟိုဟာလေးနဲ့ဓာမီးနဲ့ထိုးပြီးရိုက်နေရတော့နော်အဲ့တော့ကျွန်တော်ဓာလေးမှားသွားပါတယ်ထိတ်ထိတ်ယူတာမှမှားသွားပါတယ်နော်ကျွန်တော်ထိတ်ကီးထိတ်ကလေးကိုပြန်ပြောပါမယ်ကီးထိတ်ကီးထိတ်အဲ့လိုစိတ်ကြီးကလောက်တစ်ခုတော့ရတာမမိုက်ပါဘူးမီးအဲ့တော့ကျွန်တော်တို့ဗာလဲဆိုတဲ့အခါတော့ရှေ့ သုံး5ပါတဲ့ထိတ်ကနော် sorry ပါနော်အဲ့တော့ကျွန်တော်တို့ကီးရကီးရ၄နှစ်ခွန် break ကအဲ့တော့ break ကလည်းကျွန်တော်တို့6 6 6တစ်ပရိတ်ပါတဲ့เนาะအဲ့မှာ6 6ဒီကျွန်တော် main break ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါဒီနှစ်ခုကိုကတ်မယ်ကတ်မယ်ဆိုတော့အခါကျ8 4 8 2 ရှစ်ခွန်နောက်တစ်ခါ3လေး3နှစ်3နှစ်3ခွန်3ခွန်ငါးလေးငါးနှစ်ငါးနှစ်ငါးခွန်ငါးခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရှိပါတယ်အဲ့မှာကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်ကိုဘရိတ်ဆိုတာ ਨੇ ပတ်သက်လို့အရင်ကြည့်မယ်ကိုဘရိတ် main brake ကိုပဲကျွန်တော်ဖမ်းမှာเนาะဟိုအရန် brake ကိုကျွန်တော်မဖမ်းဘူး main brake မှာကျွန်တော်တို့ကဘာလဲ54ဆိုတာပဲရှိတယ်เนาะ အရန်ပရိတ် main ပရိတ်မှာ94ဆိုတော့တကွက်ပဲရှိတယ်အဲ့တော့ဒီနည်းနည်းလေးဒီမှာစောင့်ပြီးဒီမှာမေးဖြစ်နေအဲ့တော့ဟိုဟာဒီအားလုံးနဲ့မှာကျွန်တော်တို့ဒီအတိုင်းဆိုရင် ကျွန်တော်တို့94ဆိုတော့ကိုပရိတ်သားလင်းကျွန်တော်တို့ထိုးကြရရှိပါတယ်အဲ့တော့ကျွန်တော်တို့မနေ့ကဗားလေ2049ဆိုတဲ့ပရိတ်ကနော်ကျွန်တော်တို့2049ဆိုတဲ့ပရိတ်ကကျွန်တော်တို့3ချိန်ထွက်ရမယ်ဆိုတာကအခု2ချိန်ရှိသွားပြီနော်မနေ့ကကျွန်တော်တို့ဗားလေ63ဆိုပြီးကိုပရိတ်ထွက်တယ်နော် ီကောင်သုံးမိနစ်မှာကိုဗရိတ်ထွက်တယ်နောက်တစ်ခါဟိုမှာအခုဒီကနေ့40ဆိုပြီး၄ဗရိတ်ထွက်တယ်အဲ့တော့နှစ်ခွန်၄ကိုကြီးကပြန်ထွက်နေဦးမှာလားเนาะနှစ်ခွန်၄ကိုကြီးကပြန်ထွက်မလားဒါမှဒီမှာမရှိဘူးဆိုဒီမှာဒါဆိုရင်နှစ်ခွန်၄ကိုကြီးကဗရိတ်ကပြန်ထွက်မှာဆိုရင်84တို့เนาะ34တို့အဲ52တို့59တို့ဒါလေးတွေတော့ကျွန်တော်အရန်ထည့်ထိုးစီခြင်းပါတယ်เนาะကဲဒီကနေ့မီးရလဲမလာတဲ့အတွက်ကျွန်တော်ရဲ့20ရာတော့ဒီလောက်ပဲဖြစ်ပါတယ်เนาะ ကဲကျွန်တော်ကတော့20ပဲကောင်းတယ်လူเนาะခဏန်းထုတ်တာ ਈ မှာတိတ်ပြီးမဟုတ်ဘူးเนาะဒါကိုကိုကျွန်တော်အမှန်ပြောတာကဲအဲ့တော့ကျွန်တော်20ကောင်းတယ်လူဖြစ်တဲ့အတွက်24လေးပဲကျွန်တော်အကောင်းလေးတွေကောင်းလို့ရရလေးရှာကြံပေးပေးမှာဖြစ်ပဲဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့တစ်လုံးနဲ့ပတ်ပြီးဇာတို့ပတ်ပြီးပတ်လို့ရတယ်ပေါ့เนาะအဲ့တော့တစ်လုံးနဲ့ပတ်ပြီးလည်းကျွန်တော်ရောင်းနေတာရှိပါတယ်ဒါပေမဲ့လည်း အဲညီရလည်းကောင်းနေတဲ့အတွက်ကျွန်တော်ရှိမွေချင်းနဲ့မွေချမ်းနဲ့ကျွန်တော်တင်ပေးမယ်ကျွန်တော်ကဟိုနောက်ပိုင်းကျွန်တော်ရှိလာလာဝယ်ကြရလူတွေအဲ့20တွေကိုမှတ်မထားလို့ကျွန်တော်ရှိလာလာဝယ်ကြရတာပါเนาะအမှတ်ထားရင်ဝယ်ကြရမလို့ပါဘူးเนาะအဲ့တော့ကျွန်တော်ဒီကနေ့20လေးကိုမနက် အဘူဒီဘူဒီရရတယ်မီးရပြက်ဟိုပါလဲနော်တစ်ဖက်ကတယောက်ကလည်းမီးကိုကင်ပြကျွန်တော်ကလည်းအဲ့အာယုံကဟိုပါဖြစ်ဆိုတော့နော်ဒီဘက်ချမ်းလေးဒီမှာကိုယ်ရသွားတာရှိတယ်နော်ဒီကြားတဲ့ဘူဒီရရိုက်ချင်းနဲ့ထွက်သွားလို့ပြန်ရိုက်ပြန်လုံနေရနော်အဲ့တော့ဒါလေးတွေမမြင်ပါဆိုလို့နော်နည်းနည်းလေးကျွန်တော်ပြန်ရွှေ့ပြတာခုနကကျွန်တော်စကားပြတ်ထွက်သွားတယ်ဘူဒီရထွက်သွားရတယ်နော်အဲ့တော့ပတ်တီပတ်တီဆိုတာတော့တလုံးနဲ့ပတ်တီဇာတို့ပတ်တီတွေတော်တော်လေးကိုမှန်တဲ့နီးလေးလည်းဖြစ်တယ်နော်ကြိုက်ချင်ယူဖို့အတွက်ကိုကျွန်တော်လုပ်ပေးမယ်ဒါပေမဲ့အခုနေမှာပြလိုက်ရင်ကျွန်တော်မီးတာလည်း အချိန်နေမကောင်းတော့ဘူးနောက်တစ်ခုကကျွန်တော်အချိန်လည်းမရတော့ဘူးပေါ့နော်ဘူယိုကြီးလက်တားရှည်သွားမယ်နောက်ပြီးတော့ဒီကနေ့ကထွက်လဲထွက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်လာမယ့်စနေနေ့ကိုကျွန်တော် AC အတွက်ပြပေးမယ်တလုံးနဲ့ကြိုက်တဲ့လူစနေနေ့မှာလာယူဖြစ်မဖြစ်ဖြစ်တဲ့အနည်းနဲ့ကျွန်တော်တင်ပေးမယ်နော်ကဲအဲ့တော့ဒီကနေ့တော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးနေဒီနေ့မှအောင်ပွဲများရရှိကြပါစေလို့ကျွန်တော်အနည်းနဲ့ဆုတောင်းပေးပါတယ်ဗျနော်